င်္ဂလာပါရှင်အခုတစ်ခါဖတ်ပြပေးမယ့်ဝိတုတိုလေးရတော့စာရေးသူရဲရင်လုံးစေမန်းရင်ယောဂရာဇဝင်စစ်ကြောခြင်းဆိုတဲ့ဝိတုတိုလေးပဲဖြစ်ပါတယ်နားဆင်ကြပါအောင်ရှင် ရေပိုက်ကောင်းကိုဖွင့်ချလိုက်ပြီးပိုသက်စီရေစွတ်လိန်ထားသော လက်အစုံကိုပိုသက်စီကျော်လိုက်သည်စာရေးဆရာကပါဇက်တပြင်းပြင်းဖြစ်နေမှာကိုသူသိသည် ပြီးစဉ်ပေးမှာချိတ်ဆွဲထားသောမှုပွားတပတ်စားဖြင့်လက်တွေကို၆တွေ့အောင်တုံးရင်စာရေးဆရာကို သူပြုံးပြလိုက်၏စာရေးဆရာက အနေငယ်ကနာမငိမ့်သည်ဟန်ဖြင့်သူ့ကိုဆောင်ဆိုင်နေသည် ထုံးစံအတိုင်းဒီစာရေးဆရာလေကျော်ရှိတော်မူကို သူကောင်းကောင်းသိနေသည် ဇပွဲပေါ်ကလူနာကူတာမှုမှတ်တမ်းစာအုပ်ကိုကောက်ကင်လိုက်သည်အင်ဂျီအိတ်ထောင်မှချိတ်ထားသောဘောပင်ကို ဖြုတ်ယူ၏ပြီးတော့စာရေးဆရာကို အလိုက်တသိမေးရသည်ကဲစူဇန်းပေါင်ဘလူများဖြစ်ရတာတော့စာရေးဆရာဤမျက်နှာပေါ်မှာအပြုံးတပွင့်ပေါ်လာ၏ပြီးမှအာတုံအာနာဟန်ချင်းပြောရရင်တော့နင်းနေတော့ရှေ့မယ်ဆရာဆိုပြီးစကားပလင်ခံလိုက်သေးသည် ပြောမှသာ ပြောစမ်းပါဗျာဆိုပြီးပြန်ပြောလိုက်တော့ စာရေးဆရာကရှက်ရီရီပြန်သည်ပြီးတော့မှသူ့အဖြစ်တနည်းဇလန်းအစုံကိုစာတင်ဖွင့်ဟ၏ပြီးခဲ့တဲ့စနေညတော့ကကျုပ်သမီးလေးအပြင်းပြားတယ်ဆရာခမည်းဟာဆန်ရုံးဆိုင်လို့လားဗျာသူ့အထွန်းတက်လိုက်တော့စာရေးဆရာကပြုံး၏ပြီးတော့သူ့စကားကိုပြန်ဆက်သည်ဆိုင်မစင်ဘုံမစင်ပြောချလိုက်လို့ဆရာနင်းနေနားရှုံသွားတာပါကျုပ်ပြောပြတာတွေအားလုံးကိုနားထောင်ပြီးသွားရင်ဆရာလည်းစိတ်ကြီးလဲသွားမယ်ဆိုတော့ ကျုပ်ပြောရည်တယ်ခမည်းပြောပုံရဆိုရင်မပြီးခင်ဆရာမမြင်စေနဲ့ပေါ့လीကောင်းပါပြီဗျာဒီလောက်တောင်ညှိုးနေမှာတော့မိုးဆုံဆုံချုပ်ပါစေစိတ်ရှိလက်ရှိနားတော့တာစင်ပါတော့မယ်ဟုတ်ပြီလားသူ့အရှင်ဖောက်လိုက်တော့စာရေးဆရာကရီကျဲကျဲလုံးနေသည် တကယ်တော့စာရေးဆရာကစကားသာပြောရမည်ဆိုလျင်အာနာတမှုရှိသူမဟုတ်ဆိုတာသူတည်တည်ပဲလीကိစ္စမရှိလောလောဆယ်စောင့်ဆိုင်နေသည်လူနာလည်းမရှိဘူး ်ဒီတော့စာရေးဆရာပြောပြလို့တမျနားထောင်ပေးဖို့သူဆုံးဖြတ်ချက်ခိုင်ခိုင်ချလိုက်၏စာရေးဆရာကရောင်ကိုင်းတင်းမာနေသောသူ့ဝဲဘက်ပဆောင်ကိုမတိမတာပွတ်တက်၏သူ့ဇလံကိုဆက်ပြောသည်ဒီလိုဆရာဆရာပဲစဉ်းစားကြည့်မိချူကကျုပ်ရဲ့တူးသေးသောသမီးကျုပ်ရဲ့နှလုံးသေးပေါ့အဲ့တော့မိချူကိုကျုပ်ကတဲတဲလို့ချစ်တာကျုပ်မားသလား စာရေးဆရာနဲ့သူတည်ကျွမ်းခင်မင်းခဲ့တာတစ်နှစ်တင်းတင်းပြည့်ခဲ့ပြီဖြစ်သည်စာရေးဆရာကြီးအမည်အရင်းကို သူကောင်းကောင်းမမှန်မိပါ သူကစာရေးဆရာဟုသာ ခေါ်ပြောဆက်ဆံသည်စာရေးဆရာကြီးတွင်ပြင်ကိုမြင်သာထင်ရှားအောင်ပြောပြရလင်ခန္ဓာကိုယ်ကပိန်ပိန်ပါပါ အသားညို၏အညာသားမှုစကားပြောလျင်ကြုတ်ကြုတ်ဆိုပြီးအာရပါရပြောဆိုတတ်သည် ထူးခြားသည့်လက္ခဏာတရက်မှာစကားအလွန်ပေါ်ခြင်းဖြစ်၏ သူကစာရေးဆရာကိုခမရတောက်ကြသားလားဆိုပြီးမေးဘူးသည်စာရေးဆရာက သူ့ပင်ကိုဟန်တိုင်းရီကျဲကျဲပြန်ဖြေ၏မွေးတာကတော့စနေမနက်ဝေးလီဝေးလင်းမှာမွေးတာပဲမွေးတဲ့အချိန်ကတောက်ကြနဲ့ကတ်နေလို့ထင်ပါရဲ့တွေးတဲ့လူနဲ့တွေးတဲ့နေရာမှာကြုံရင်ကြုံတယ်လို့အာလူဖုံနိုင်တာပဲစာရေးဆရာကသူ့စည်းကမ်းမှာပုံမှန်ကုသမှုခံယူနေသည့်ဖောက်တယ်လူနာတူလည်းဖြစ်သည် ဆရာဝန်နဲ့လူနာအချိန်တွေကြာလာတော့မိတ်ဆွေရင်းချာတွေလိုခင်မင်းသွားကြသည်ဆာရေးဆရာတို့မိသားစုချောင်းချောင်းလဲလဲမရှိတာကိုလည်းသူသိသည်ဆာရေးဆရာဤဝတ်စားစင်ရင်ပုံကယိုရှင်သည်စကားပြောဆိုပုံကပွင့်လင်းသည်တခါတလေစစ်လိမိပေါက်ပရပွားနှင့်စွကျဲအင်ဂျီစုံဝစ်ပြီးလဲစေကန်းလာပြတတ်သည်ဆာရေးဆရာကစေကန်းလာပြတိုင်းသူကကြာတဲ့ငွေကို ရှော့ပေါ်ယူသည်ဆာရေးဆရာကလည်းတီးသည်တခါတလေ လောလောဆယ်ပိုင်းပြတ်နေလို့ပတ်စံပါမလာဘူးဆရာဟုပြောတတ်သေး၏ကိစ္စမရှိ သူမေးရောနေလျင်ပင်ဆာရေးဆရာကမမေးမလျော့လာပေးတတ်သူဖြစ်သည်ခင်မင်ရင်းဆွဲရှိလာတော့ဆာရေးဆရာက လူနာပါရှာလာသည့်သူစီကံကလေးကိုရည်ညွှန်းပြီးဆရာစီကံဆိုင်ဖို့ကိုလည်းမကြမကြဖုံတုပ်ပေးအောင်ဆိုပြီးအရှင်ဖောက်တတ်သည်ဆိုရလျင်ဆာရေးဆရာက ခင်မင်မို့ကောင်းပါသည် စကားပေါ်ခြင်းကသူ့ပီစာမို့နားလဲပေးရသည် လူနာရှိနေသည့်အချိန်မှာစာရေးစရာကစကားပေါ်လေးမရှိ သူ၏ဝေဒနာကိုတူတူနှင့်လူရင်းသာပြောပြတတ်၏အရေးအကဲကိုတည်နာလေလွန်းသော စာရေးစရာကို သူကလည်းခင်မင်မိသည်ဆရာပဲစဉ်းစားကြည့်ဆိုသည်ကစာရေးစရာဤလက်သုံးစကားဖြစ်သည်ဆရာပဲစဉ်းစားကြည့်မိချူကိုကျုပ်ကတုံးနေအောင်ချက်တာမိချူဖြားပြီးနာပြီဆိုရင်အဖေလုံးတဲ့ကျုပ်က ပြာရခက်ရတော့တာပဲပြီးတော့စေကန်းပြဖို့ညာကြီးမို့ချုပ်ပတ်စံချင်းငှားရတဲ့အလုပ်ကလည်း တကယ်မလွယ်ဘူးဆရာကမ္ဘာပေါ်မှာရှိသမျှယောဂအားလုံးရဲ့80ရာခိုင်နှုန်းနီးနီးကိုယောဂရာဇဝင် မေးကြည့်လိုက်အောင်နဲ့အတိအကျတိနိုင်တယ်ယောဂရာဇဝင်စစ်မေးခြင်းနဲ့ပတ်သက်ပြီးစီတက်ကတော်မှာပညာစီးပူးစဉ်သူဆရာတဦးသင်ကြားပေးခဲ့ဘူးဒီကိုအမှတ်ရမိသည်တချို့သောလူနာများသည်သူတို့၏ဝေဒနာကိုအလွန်အမင်းပြောပြလိုကြသည်။အာပေါင်းအာရင်တန်တန်ပြောရင်အရှိန်လွန်ကလူရင်းမရောက်နိုင်ပေ။ ယောဂနဲ့မသက်ဆိုင်သည့်အခြားကိစ္စများကိုပါအိတ်သွန်ဖာမောက်ပျော်ပြတတ်ကြ၏သူတို့လေကြောမှနင်းမျောနေလျင် တထောင်တညပုံမြင်များထပင် ရှီလျားထွေပြသွားပေလိမ့်မည်ယောဂရာဇဝင်မေးမြန်းသောဆရာဝန်ကပါပါနက်နက်စကားဖြတ်ပြီးကိုတိလိုသည့်မိကွန်းတွေကိုတခုချင်းဖြန့်မေးရသည် တချို့လူနာများကတော့သူတို့ဝေဒနာကိုတေချာဆင်းငူစွာပြောမပြတတ်ကြ သူတို့စိတ်ထဲမှာဆရာဝန်ကိုမြင်လိုက်သည်နဲ့ကြောက်စိတ်ဝင်လာကြသည်လားမသိစူယွန်လန်းထိတ်တော်ဟန်ဖြင့်ဦးနင်းခွန်းနှင်ဖြည့်ဆိုတတ်ကြသည်သူတို့ကတော့ဆရာဝန်များကရှေးကနေမသိမသာလမ်းကြောင်းဘေးကမိတတ်ကြသည်ဆရာကြီးတချို့ကမူဝေဒနာရှင်လူနာအားဦးတီမေကွန်များဖြင့်မေကွန်ထုတ်တီကိုမကြိုက်တတ်ကြဆာရေးဆရာကထိုကဲ့သို့သောလူနာမျိုးမဟုတ်ခံစားရသမျှဝေဒနာအဆူဆူကို အနုစိတ်ပြောပြလိုသော ပထမလူနာအမျိုးအစားထဲမှာပါဝင်သည်ဖြစ်ချင်တော့ဆရာရင်အဲ့ဒီညကထက်ခိုးပေါ်မှာကျုပ်ကလည်းစာထန်ရေးနေပြီတဲ့ဝုထုတပုံလက်စာတတ်ဖို့ကလည်းရှိနေတော့မရေးလို့လည်းမဖြစ်ပတ်စံကလည်းအမြဲလိုနေတာမဟုတ်လားအဲ့ဒီချိန်သူ့အမေကလည်းသူ့ကလင်တာစာရွက်ကြီးနဲ့အလုရှုပ်နေခလေးကကိုပူလို့ပုံမှန်မသိတိတ်ကန်ဆိုးရှာတယ်သမီးလေးပါဆရာပြောရရင်လောကမှာအဖေတွေအများကြီးရှိတဲ့အထက်ကျုပ်သမီးဖြစ်လာတာကိုကကန်ဆိုးဖို့ဖြစ်လာတာပဲ ဆရာပဲစဉ်းစားကြည့်။ဟော။စာရေးဆရာကကြိုးចောင်းဆက်ဆက်မှုကင်းမဲ့စွာစဉ်းစားခံဝင်ခိုင်းနေပြန်သည်။သူပြုံးရည်သာနေလိုက်သည်။ဆရာကိုကြုတ်ပြောပြဘူးတယ်မဟုတ်လား။အမေရဲ့တူးသေးတော်သားဆိုပေမဲ့ကျုပ်ကတာဥစနေလေတခြားတာဥစနေတွေအတော့တော့မသိဘူးတာဥစနေမီးလို့မွေးဆိုတဲ့စကားပုံကကျုပ်အတွက်တော့ကွက်တီဓာတ်တီမှန်နေဗျကျုပ်ကိုမွေးပြီးတိတ်မကြခင်ကျုပ်ဖေကမြို့တက်စည်းဝါရှာရင်ကုံကားမောက်တဲ့ထဲပါပြီ ပွဲချင်းပြီးသေးပါလေရောအဖေဘက်ကဆွေမျိုးတွေရော အမိဘက်ကအမျိုးတွေပါလူမမယ်ကလေးလေးကိုလက်ညှိုးဝိုင်းထိုးကြတာပေါ့ကျုပ်ကသူများပေးပြဖို့ကိုလည်းဝိုင်းပြောကြတယ်ကျုပ်အမေလေးကျုပ်အမေကတိတ်တက်တီရှိတယ်ဆရာသူကိုယ်တိုင်ဝမ်းနဲ့လွယ်ပြီးမွေးထုတ်ထားတဲ့ရင်တွေကိုကျက်ကလေးငှက်ကလေးလို့ဘသူမှမပေးနိုင်ဘူးဆိုပြီးခါခါတီတီညင်းနေခေါင်းမာတဲ့အမေကြောင့်သာကျုပ်ကအမေသားဖြစ်ခွင့်ရခဲ့တာအမေကြောင့်ပဲကျုပ်လူဖြစ်လာရတယ်ဆွေတော်ရှစ်တောင်မျိုးတော်အပေါင်းတို့ကတော့ ကျုပ်ကိုတိတ်မကြည့်ကြဘူးပေါ့ဆရာကြီး။ဆရာကြီးဆရာကစကားကိုရက်ပြီးနေရန်ပေါ်မှတိုင်ကက်နာရီကိုကြည့်ငေးနေတော့သူ့ကိုအကဲခတ်တယ်လို့လှမ်းကြည့်သည်။အင်းဆက်ပါအောင်ဆိုပြီးဆရာကြီးဆရာကိုစကားထောင်လိုက်သည်။စကန်လက်တန်သည်တစ်ချက်ချင်းမြည်တမ်းပေးကမယံမနာတွေ့ရွေ့သွားနေသည်။မင်းနဲ့လက်တန်ကရောမကနန်းနံပါတ်30နေရာမှာနာယီလက်တန်တို့က9ကနန်းနေရာမှာ။ ဆောင်းနှောင်းရာသီဤကြနေကြောင်းအပြင်မှာမှောင်စပြူလူပြီမျိုးတွေကကျုပ်တို့သားမျိုးကိုဝိုင်းကျင်ထားကြတယ် လူတွေကတကယ်မကောင်းဘူးဆိုတာကျုပ်လူမှန်းသိတဲ့စာအရွယ်မှာပဲသိလိုက်ရတယ်။ကျုပ်တို့အိမ်မှာမကောင်းတာတစ်ခုခုဖြစ်ပြီးဆိုရင်ကျုပ်ချောင်ပဲဆိုပြီးဝိုင်းပြောကြတယ်။တနေ့လုံးရေကြီးလို့ရှိစုမဲ့ဆိုအမေလည်းကလေးရေထဲပါသွားတော့လေ။ကျုပ်ချောင်လို့ပြောကြတယ်။ဟောဖတ်စားပေးထားတဲ့ခိုင်းနွားဓားစင်ကြီးပိုးထိပ်ပြီးသေးတော့လေ။ကျုပ်ချောင်လို့ဆွတ်ဆွဲကြပြန်နေ။ပြဿနာရဲ့အရင်းအမြစ်ကိုအဖြေရှာဖို့ကြဘူးမှမစဉ်းစားကြဘူး။ကိုယ်တိုင်ရွေးချယ်ခွင့်မရတဲ့နေ့တနေ့မှာ လူဖြစ်လာခဲ့ရတဲ့ကြုတ်ကူပဲအာမနာရှာမကြိုးဝိုင်းပြီးလက်ညှိုးထိုးကြတယ်ဘလောက်ရီဖို့ကောင်းတဲ့အဖြစ်လဲဆာရေးဆရာကတတိလက်လိုရီလိုက်သည်ပြီးမှသူ့ဝဲဘက်ပါပြင်ကိုလက်နှစ်ဖက်ဖြင့်အောက်ကိုင်းပြီးအာကနေစုတ်တန့်ညင်ညူလိုက်ပြန်၏နာလိုက်တာလွန်ပါရောဗျာဆိုပြီးမျက်နှာကြီးရှုံမဲလျက်ဆက်ပြောသည်ဆရာခဏနော်ကြုတ်ရေးတောက်လိုက်အောင် သူ့အသားအရာကောင်းနှိပ်ပြလိုက်၏စာရေးဆရာကစေကန်းရှိမျက်နှာစာကရေအိုးစင်စီခတ်တုတ်တုတ်သွားပြီးရေခတ်တောက်သည်ပြီးမှကရင်ပေါ်ပြန်တက်ထိုင်ပြီးသူ့ဇလန်းကိုပြန်ဆက်သည်တူတူပြောရရင်တော့ဆရာရဲ့ကျုပ်အသက်18နှစ်ပြည့်ကန်ဒီမှာကျုပ်တို့သားမိနေတဲ့အိမ်ကြီးမီးထလောင်ပါလေရောသူတကလွတ်ပစ်တဲ့စိတ်လေးမီးပွားကြောင်လားတူမီးလားရှို့မီးလားဆိုတာဘသူမှမသိကြဘူးကျုပ်တို့အိမ်ကနေစလောင်လိုက်တဲ့မီးကြောင့်အိမ်ခုနှလုံးတီတီပြပုံဖြစ်သွားတယ် ဘယ်နေကြမှာလဲဗျာပြောကျင်နေကြတဲ့ပါဇက်ပေါက်တွေဘလို့ပိတ်လို့ရမှာလဲထုံးစံအတိုင်းစနေသားဂျုံမွေလို့ဖြစ်ရတယ်ပေါ့လေကျုပ်အမိလည်းဒီတခါတော့လေးတန်းမမာနိုင်တော့ဘူးရှိသမျှစီးစိမ်တက်တက်ပြောင်းလာဘူးဆွေမျိုးတွေကလည်းပြက်တယ်အမိကတော့လက်ခံမယ်ကျုပ်ကတော့အိမ်ပေါ်တင်မထားနိုင်ဘူးတဲ့ကျုပ်ကလည်းနည်းနည်းမှစဉ်းစားမနေပါဘူးဗျာအမိကိုရွာမှာထားခဲ့ပြီတယောက်ထဲမြို့တက်ခတ်လိုက်တာပဲ။ စာရေးဆရာဤဇလန်းကို နားဆင်ခွဲစိတ်ခံသုံးကရိယာများထည့်ထားသည့်နယံကတ်စတီဘီဒိုလေးကိုသူလှမ်းကြည့်လိုက်ပြီးတော့ပစ္စည်းတွေကို မနေညာကပေါင်းဖြစ်လိုက်သလားဆိုတာသူပြန်စဉ်းစားသည် သူညာဘက်လက်မမှာကတ်ထားစေဖြစ်သောဟန်စာပလတ်စတာကိုမြင်မှသူတခုခုကိုအသေးချာမှတ်မိသွားသည်။မနေညာကပစ္စည်းပေါင်းအုပ်အဖုံးကိုအလောတကြီးလှည့်ဖွင့်သူ့လက်မကို ရှာသွားခဲ့ပြီးသွေးဆူသွား၏။ ဒီတော့မနေ့ညနေက ခွဲခန်းသုံးကရိယာတွေကိုပေါင်းခဲ့တာသိကြသည်ဘလို့လဲဆရာစိတ်ပြတ်ဖို့ကောင်းတဲ့ကျုပ်ဘဝဇာလန်းရှိကြီးကိုနားထောင်ပြီဆရာနားကြီးသွားပြီမဟုတ်လားကျုပ်ကစကားသာပြောနေရမယ်ဆိုရင် ထမင်းမေဟင်းမေးဗျပြီးတော့ဆရာလည်းအချိန်ရတယ်မဟုတ်လားတခြားလူနာလည်းမရှိဘူးဆိုတော့ကရပါတယ်ဗျာကျွန်တော်လည်းနားထောင်ကောင်းကောင်းနဲ့နားထောင်နေမိတာပါဆက်ပြောစမ်းပါဦးကောင်းကင်ရောက်မှရက်မပြစ်လိုက်ပါနဲ့ဆာရေးဆရာကပြုံးသည် မြို့ရောက်တော့ကားဝက်ရှော့တစ်ခုမှအလုတ်တင်ဝင်လုတ်တယ်။မိုးမိုးပြီးတယ်၊ထမင်းကျွေးတယ်။ကျုပ်ဆိုတဲ့ကောင်ကလည်းလောကမှာအိတ်စရာအိတ်ရရဲ့စားစရာထမင်းရဲ့ရှိနေရင်ပြီးတာပဲလို့အောက်မိထားတဲ့သူပဲ။ကံကောင်းကျင်တော့ကျုပ်တို့တည်းကစားတအားဖတ်တယ်။ဝက်ရှော့မှာထားပြီးတဲ့ဝတ္ထုစာအုပ်တွေမဂဇင်းစာအုပ်တွေယူဖမ်းရင်ကျုပ်လည်းစာချုပ်ဖြစ်လာတယ်။နောက်တော့ကြပြားလေးတွေဝတ္ထုလေးတွေစမ်းရည်စမ်းပို့ရင်စာရေးတာဝါသနာပါလာတာပဲ။မဂဇင်းနဲ့ကျုပ်ပို့လိုက်တဲ့ကြပြားလေးပါလာတဲ့နေ့က ကျုပ်ဖြင့်ဝမ်းသာလုံးတော့ထမင်းအောင်မစားနိုင်ဘူးကျုပ်ဆရာကကျုပ်အတွက်တော့ကျေးဇူးရှင်ဗျသူ့ကြောင့်စာရေးဆရာဖြစ်လာတာလို့ပြောရမယ်အဲကံများစိုးကျင်တော့ဆရာအရေးမှာနေထိုင်ရင်ပညာမဆုံးခင်မှာကုန်ခံခင်ကမိန်းမရပါလေရောစာရေးဆရာကသူ့စကားကို သူသဘောကျပြီးခက်ဟာဟာရည်ပြန်၏ဒီတခါတော့စာရေးဆရာဤပါပြင်မှာနာကျင်သည့်ဝေဒနာကန့်ညီပုံမရကျုပ်မိန်းမကုံစင်းရောက်နေကျုံနဲ့ရတော့မရောက်တော့ဘူး ယောက်က9တန်းအောင်တယ်။သူက2တန်းအထိပဲကျောင်းနေဘူးတယ်။အိမ်တော်ကြစားတော့ကဘာမှအခြေမကြသေးတော့အတော်ရုန်းကန်ကြရတယ်။အခုလဲတိတ်တော်မကွာပါဘူး။ထမင်းတလုံးစားရဖို့ကြီးမဂဇင်းတိုက်ပေါင်းစုံစီခြေတုံအောင်ရှောက်နေရတယ်။နေရှိသူရေခေါင်းပေါအောင်တွေးရရေးရတယ်။ကျုပ်လည်းစာပဲရေးတက်တော့တာဝို့။သူကဆက်ပြောပါအောင်ဆိုပြီးစကားထောက်ရင်းစီးပစ္စည်းများထားသည့်အမှန်ကောင်တာစီရှောက်လာခဲ့လိုက်၏။ကောင်တာကိုဖွင့်ကသုံးလက်စာထုံစေးဘူးကိုစစ်ဆေးသည် မီတီခိမ်းတစိမ့်ထုံစည်းဘူးထဲမှာထုံစည်းပလင်းလေးတွေကိုမြင်လိုက်ရတော့သူစိတ်ချလက်ချဖြစ်သွားသည်အမေစီလည်းမပြန်ပြစ်ပါဘူးဗျာအမေနေကောင်းမကောင်းကိုဖုံးဆက်ပြီးပဲမေးရတယ်ကျုပ်ကလည်းမွေးကလေးကအင်ကိုဒုက္ခပေးလာတဲ့စနေဂျူဆိုးကိုဗျအမေအနာကျုပ်ရှိမနေတာပဲခက်ကောင်းကောင်းအောင်းမိမိပါရဲ့အဲ့ဒီလိုနဲ့ဒုက္ခတော့ထဲမှာဝဲချလဲနေကျုပ်ဘဝရဲ့ဆဲလေလေးမိချူလူလောကကြီးတဲ့ရောက်လာခဲ့တာပဲမိချူကအဖေကိုတိတ်ချစ်တဲ့ဖေချစ်သမီး မိချူကကျုပ်ပေါ်ပါပဲကျုပ်အနာကပ်ပဲအဲ့လောက်တောင်ပြောထားရဲနဲ့ကျုပ်သမီးလေးမိချူကိုရယူမဆိုင်ပဲချဲထိုင်တွတ်နေတဲ့ကျုပ်မိမကိုအော်မိငေါ့မိတာကျုပ်မားသလားဆရာပဲစဉ်းစားကြည့်အချိန်ကြာပြီဟု သူတွေးသည်ဘေးစင်စီထားတွားပြီးလက်နှစ်ဖက်ကိုဆက်ပြနေစေလိုက်၏တခါတုန်းရောဘာလက်အိတ်တစုံကိုထုတ်ပြီးဝဲသည်နေရန်ကပ်ဘီရိုကို ဖွင့်ကစတီးလင်မန်းငယ်တစ်ချက်ကိုထုတ်ယူပြီးစပွဲပေါ်တင်သည် ထုံစည်းထိုးသည့်စေထိုးအပြွန်တစ်ချောင်းကိုခါချိုးပြီးထုံစည်းပလင်းငယ်ကိုပြွန်내ထဲလိုက်၏ဈေးဆက်တလို့လုံနေရင်စာရေးဆရာကိုဟုတ်အင်းလောက်ခါစကားထောင်ရသေးသည်အောင်မဲကျုံမိမကလည်းအိမ်မတော့ဆရာမကြီးခမစားချိန်နဲ့အိတ်ချိန်ကလည်းတနေကုန်ချဲထိုင်တွက်နေတယ်ဆရာမကြီးလူသူကကြုံထက်တောင်ဘောပင်များသည်တယ်သူ့စီမှာဘောပင်အနိအပြအစိမ့်ရောင်စုံရှိတယ်တခါတလေကြုံဘောပင်တွေပါယူပြီးချဲတွက်တယ်လို့အော်ရငေါ့ရသည်တယ် ဒီတစ်ခေါက်ပေတံကျိုးတယ်ဆိုတာကပါသည်ပါပါကဘလောက်နက်ခတ်ကဘလောက်နဲ့ဗဇက်ကစီမန်းမန်းတို့တတို့တို့ရွတ်တန်သေးတယ်ကျုပ်ကတော့သူ့ဟာတွေကိုနည်းနည်းမှနားမလဲပါဘူးဘလို့လို့စုမိမှလဲဆရာရဲ့ကျုပ်ကများများမရှာနိုင်ရတဲ့ထဲမိမကချဲထိုင်ထိုးအဲ့လိုအိမ်ကဘလို့လုတ်ပြီးစီးပွားတက်မှာလဲအမြဲတကြက်ကြက်ရံဖြစ်နေရတာပဲတားမရမယ်အတူတူဆိုပြီးကျုပ်လည်းမတားတော့အဲ့နေ့ကနောက်ဖေးရေစလုံးထဲမှာမီးချူရေစော့နေတာကိုချဲတွက်နေတယ်သူ့အမေကမသိလိုက်ဘူး ရေးစော့တာကြတော့အေးပတ်သွားတာဖြစ်မှာပေါ့ညာဦးပိုင်းတော့ကတော့ကလေးကစော့သေးတယ် စတီဘူးငယ်အတွင်းမှပေါန့်ခံပြီးသားဂွန်းလုံးတချို့ကိုထုတ်ယူပြီးလင်ပန်းငယ်ပေါ်တင်ရင် စာရေးဆရာကိုသူပြုံးပြလိုက်၏တလန်စာတဲ့လင်ပန်းပေါ်က၄တောင်းကွက်လေးတစ်ခုထဲမှာဗီတာတိုင်းစီရီကိုသူညှစ်ချလိုက်သည်ကျုံမိတ်ဆိုအဲ့ဒီတာတယောက်ကဝုဒ္ဓရှိတဲ့ဘုတ်တောင်းထားတော့ကျုံကလည်းအရေးကြီးနေတာအဲ့ဒီညာကထောက်ခိုးပေါ်မှာစာထိုင်ရေးနေတာပေါ့နောက်ရမှာစာမှုအဲ့ရမှာမူမီးချူကိုလည်းဂယုမဆိုင်အောင်ဘာကြောင့်ရှိရမှာလဲဆရာရဲ့ပတ်စံကောင်းကောင်းမရှာနိုင်တဲ့စာရေးဆရာတယောက်ရဲ့ မအောင်မြင်တဲ့အိမ်ောင်ကြီးပေါ့ဖတ်ရတာတိတ်အရသာရှိမယ်ဘဝတရုပ်ပေါ်ဝိတုစစ်စစ်ပေါ်ဆရာရဲ့ဆာရေးဆရာကသူ့စကားကို သူသဘောကျပြီးရည်ပြန်ဤသူလည်းလိုက်ရည်မိသည်လင်မန်းငယ်တွေက ကရိယာတွေကို သူပြန်လဲစစ်ဆေးလိုက်သည် အကောင်တက်ထားပြီးဖြစ်တော်ထုံစီထိုးပြုံညက်တူညက်အရှိခွန်လုံးများဖီတာတိုင်းစီရည်ပစ္စည်းတွေကစုံတလောက်ရှိပြီအဲ့ဒီညခံမန်းကြီးည9နာရီခွဲလောက်ရှိမယ်ထင်တယ်ဆရာ။ ထက်ကိုးပေါ်မှာတကိုးကုံနဲ့စာရွေးနေလို့ဘုံဆိုကြုံမေးမှာငဲတန်းပေါင်းအွန်လိုက်တဲ့အတန်းနဲ့ကြီးကိုကြားလိုက်ရတယ်။ကိုတင်ဖေးတော့တမီမျက်ဖြူလန်ပြီးတက်နေပြီတဲ့။အဲ့ဒီအတန်းကြားလိုက်ရတော့ကြုံလည်းထုတ်ပူပြီးဘာမှမမြင်တော့ဘူး။တမီစောနဲ့လှေကားကနေအပြေးဆင်းလိုက်တာ။အမောင်ကြီးထဲမှာဝရုံတုံးကခြေလျော်ကြပါလိရော။အဲ့လိုနဲ့ကြုံရဲ့တန်ရောစင်လက်ကျန်သွားပိုးကောင်းကလေးကထပ်ပိုင်းကျိုးပြီးအငုပ်ပဲကြံခဲ့တော့တာပဲ။သွားတစ်ချောင်းလုံးကျွတ်သွားရင် အေးစေဖြစ်မယ်ဟာ အငုံကကြံခဲ့တော့ဒုက္ခကိုရောက်ရောဗျာသမီးနေမကောင်းတာကအရေးကြီးနေတော့ချက်ချင်းလာမပြပြစ်တာဆရာကြီးအဲ့ဒါနဲ့အခြေအနေကပိုဆိုးလာတော့တာပဲပြုံးရင်ဆိုရင်နာလာပြန်ပြီဗျာဆိုင်ကြီးဆရာကပြောပြောဆိုဆိုမျက်နှာရှုံမဲလျက်စုတ်တန်ညင်ညူလိုက်ဆိုင်ကြီးဆရာကြီးဝဲဘက်ပါပြင်သည်တီတီတာတာပင်ရောင်ကိုင်းနေ၏တွာဖူကောင်းကိုတပတ်တစ်ချိန်ဆေးလာထဲ့နေရသည်ဆိုင်ကြီးဆရာသည် သွားနှုတ်ပြဖို့အကြံပြုသည့်အချိန်တိုင်းမှာခေါင်းမာစွာညှင်းဆန်ခဲ့သူဖြစ်သည်သူစာရေးဆရာကိုပြုံးပြလိုက်၏ခုတော့ဖြင့်စာရေးဆရာသည်ပြုံးနိုင်ရင်နိုင်သည့်ပုံမပေါ်တော့ပစ္စည်းကရိယာတွေလည်းအစင်သက်ဖြစ်နေပြီမို့စာရေးဆရာကိုခက်လောလောပြောလိုက်သည်ကိုင်ဗျာခုချိန်မှာတော့ဒီသွားငုတ်တူလေးကိုတန်ရုံးစင်တွဲမနေပါနဲ့တော့ခမရဲ့တန်ရုံးစင်လက်ကြံကလေးကိုတူးဖို့ရှင်းထုတ်ဖြစ်ဖို့ဟောဒီကရင်ပေါ်ကိုကြွပေတော့ဗျာ ။စာရေးဆရာပြန်သွားတော့ပလက်ကလက်ထိုင်ပေါ်မှာကြောဆန်ရင်စီကံဆိုင်ပုံလေးကိုအမှတ်တမဲ့ကြည်ငေးမိသည်။အပြာရင်ရင်အောက်ခံမှာအဖြူရောင်စတေကာစလုံးများဖြင့်ပုံဖော်ထားသည့်ပလဲဖြူသွားနှင့်ကရင်စီကံဟုအမည်ရသောစီကံကလေး။စာရေးဆရာပြောသလိုသူစီကံဆိုင်ပုံကလေးကိုမကြမကြဖုံတုပ်ပေးရအောင်မည်ဟုသူတွေးမိလိုက်လေသည်။ရဲရင်လုံးစေမန်အပိနာဆင်ပြီးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။